အားလုံးပဲမင်္ဂလာပါနရက်ပါဒီနေ့ဒီဗီဒီယိုလေးမှာတော့အာ programming ကိုလစ်လာတဲ့လူအများစုပထမအဆုံးအာလစ်လာတဲ့အဆင့်ပေါ့နော် the initial state လေးတခုကိုကြော်သွားပြီးသွားလို့ရှိရင်ဒီ programming ကိုလစ်လာရတာကအရန်ခက်တယ်ဆိုတဲ့အခြေအနေလေးတခုကိုကြုံရလိမ့်ရှိတယ်အာဒါတော့ဒီနီးပညာတွေလည်လာတဲ့အခါမှာအတော်များများလဲအဲ့ feeling ကိုခံစားဘူးလိမ့်မယ်ထင်တယ်။ပထမအဦးဆုံး programming နဲ့ coding တွေကိုစပြီး make ဆက်တဲ့အချိန်မှာတော့ လောလောကူကူ very easiest ပေါ့နော်အလွယ်ဆုံးဖြစ်တဲ့နီလန်းလေးရတယ်ကျွန်တော်တို့စပြီးတော့အဲတင်ရတဲ့အခါတင်ပေးတဲ့အခါကျတော့သက်သာချင်းတော့လွယ်တယ်ဒါပေမဲ့ဖြည်းဖြည်းချင်းအဲလစ်လာတာက beginner level နဲ့နဲ့ကြော်လာတာနဲ့အများလစ်လာစရာတွေကပိုများလာတယ်နီးပညာအကြောင်းအရာတွေကပိုများလာတယ်မတိသေးတဲ့ဟာတွေပိုများလာတယ်ဒီလိုမျိုးဖြစ်လာကြဖြစ်လာလေးရှိတယ်ပေါ့နော်အဲ့ရနေအလုပ်လုပ်တဲ့အခါ project တွေရေးကြတဲ့အခါမှာလည်း ဟို errors တွေကြုံရမယ်ကိုမထင်ထားတဲ့အခြေအနေတွေဖြစ်လာမယ်ဒီလိုမျိုးဟိုအကုန်လုံးကိုရက်ပြစ်လိုက်ခြင်းနဲ့ဆိုတဲ့အခြေအနေတခုကိုကြုံရလေရှိတယ်အဲ့တော့အဲ့လိုအခြေအနေမျိုးကိုကျွန်တော်လက်ရှိတင်နေတဲ့တပည့်တွေထဲမှာလည်းအဲ့လို feeling မျိုးခံစားရတဲ့လူတွေရှိကြတယ်အဲ့ဒီခါကြလို့ရှင်ကျွန်တော်ကဘာပြောလို့ရှိလဲဆိုတော့ဟိုနီးပညာနဲ့ပတ်သက်လို့ရှင်လက်ရှိကျွန်တော်တို့သုံးနေတဲ့နီးပညာတွေကအာချက်ချင်းလန်ငယ်ဝုံတိုင်းဆိုပြီးတော့ ဟိုနေချင်းညချင်းဖြစ်လာတဲ့ technology တွေတခုမှမပါဘူး။ဟိုကျွန်တော်လက်ရှိပိုင်ဆိုင်ထားတဲ့ကျွန်တော်သုံးနေတဲ့ဤပညာတွေအားလုံးကဟိုအချိန်အများကြီးပေးပြီးတော့တရပီတရတစင်ပြီးတစင်တနေပြီးတနေ develop လုပ်လာဟိုတိုးတက်ပြောင်းလဲလာတဲ့ဤပညာတွေကြီးပဲ။အဲအဲ့ဒါလေးကိုကျွန်တော်ဥပမာပေးပြီးတော့အားမငယ်ဘူးအားမလျော့ဘူးပြောလို့ရှိတယ်။ဥပမာပြောရလို့ရှိရင်ကျွန်တော် programming စတင်တဲ့အခါ variables တွေအကြောင်းပေါ့ variables တွေဒီ computer programmer မှာနေရာယူတယ်ဟို python တို့လို language မဟုတ်ဘူးဆိုရင်တခြားသော programming language အများစုမှာ variables တွေကနေရာဘယ်လောက်ယူမလဲဆိုတဲ့သူရဲ့ size ကို limit ပေါ့ range ကိုကျွန်တော်တတ်မှတ်ရလိမ့်ရှိတယ်အဲ့တော့အဲ့လိုပဲအဲတခါတော့က story story လေးတစ်ခုပြောပြရရင်အရင်တော့က YouTube မှာဟို viewer ပေါ့ video တွေပါလေကြည့်တဲ့အခါကျရင်လူပနယောက်ကြည့်တယ်ဆိုတော့ view count ကို မှတ်ဖို့အတွက် variable တလုံးကျင်ညာတယ်အဲ့ဒီ variable ကိုအဲ့ဒီအချိန်တုန်းကတော့32 bit ပေါ့32 bit integer ကိုတုံးနေ sign value ပေါ့နော်32 bit လို့ပြောလို့ရှိရင်ကျွန်တော်က true power ပေါ့ဘယ်နဲ့32 bit ကိုတုံးတဲ့ခါကျရင် view count ကိုဘယ်လောက်လောက်ထိသိမ်းလို့ရလဲဆိုတော့ true power 32နဲ့တွက်ကြည့်လို့ရတယ်အဲ့တော့ကျွန်တော်ကဒီမှာ calculator လေးနဲ့တွက်ပြရလို့ရှိရင် true power 32 bit ဆိုတော့4 billion ပေါ့နော်4 billion လောက်ပမာဏအထိကျွန်တော်သိမ်းလို့ရတယ်ဒါပေမဲ့ဒါကတော့ and sign ဆိုရင်ပေါ့အဲ့တော့ programming မှာ variables တွေ sign value ရှိတယ် and sign value ရှိတယ်အာ sign value ဆိုလို့ရှိရင်အပေါင်းတွေရောနှုတ်တွေရောသိမ်းလို့ရတယ်အဲ့တော့ programming ဒီရခါ variable တစ်လုံးကြီးညာတဲ့အခါကြာလို့ရှိရင် and sign value ကိုကြီးညာတာနည်းတယ်အန်ဒီရလည်းများတယ်အဲ့တော့များသောအားဖြင့် sign value ကိုကြီးညာကြတယ် အဲ့တော့နှစ်ခု value နှစ်ခုတန်ဖိုးနှစ်ခုကိုနှိုင်းရှင်တဲ့အခါကြာလို့ရှိရင်လည်း compare လုပ်တယ်နှုတ်ရတာပေါင်းရတဲ့အခြေအနေမျိုးတွေမှာလည်း sign value နဲ့ကြေညာထားရဲဆိုလို့ရှိရင်ပို့ပြီးတော့ and ရကင်းတယ်အဲ့တော့အဲ့ကြောင့်တော့အများကြီးမပြောတော့ဘူးပေါ့နော်အဲ့တော့သူတို့က32 bit ကို sign value ဖြစ်တဲ့အတွက်စုစုပေါင်း4 billion ရရဲဆိုရင်အာ positive value 2 billion လောက်သိမ်းလို့ရမယ် negative value က2 billion လောက်သိမ်းလို့ရမယ်အဲ့တော့အဲ့ဒီအခက်အဲ့ဒီအခါတုန်းကဆိုလို့ရှိရင်တော့ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်ပေါ့နော်အဲ့ဒီအချိန်ခါတုန်းကဆိုလို့ရှိရင်တော့အာ video တစ်လုံးမှာ YouTube မှာ video တစ်ပုဒ်ကိုကြည့်တဲ့ viewer ကိုမှတ်ပေးတဲ့ video ပေါ့အဲ့ဒီ video ပဲ view count ပေါ့ video viewer view count က2 v 2 billion ဆိုတော့အရင်အရင်ရှားတယ်အဲ့တော့သူတို့တွေးလိုက်တာကလည်း YouTube ရဲ့ video တစ်ပုဒ်ရဲ့ view count ကဘလို့နီးနေမှတော့ဟို2 billion ဒီရောက်စရာအကြောင်းမရှိဘူးပေါ့ video တစ်ပုဒ်ကိုဘယ်သူမှအလောက်ကြီးထီတော့ string မှာမဟုတ်ဘူး အာဆိုတာမျိုးတွေးခဲ့ကြအဲ့2 billion 32 bit ကလုံလောက်တယ်ဆိုပြီးတော့တွေးခဲ့ကြတာမျိုးရှိတယ်။ဒါပေမဲ့တကယ်ကြတော့ဘာဖြစ်လဲဆိုတော့ဟို PS1 ရဲ့ Ganon's Time ဆိုတဲ့ဗီဒီယိုတစ်ပုဒ်ကအရန်ကို viral ဖြစ်သွားတယ်။အရန်ပေါက်သွားတယ်။ပြီးတော့လို့ရှိရင်သူ့ရဲ့ view count တွေကလည်းတနေ့ပြီးတနေ့တက်လာလိုက်တာအာ2 billion ကိုပြည့်တော့မလို့ overflow ဖြစ်တော့မလို့အချိန်ကြီးထိရောက်လာတယ်။အဲ့တော့အကုန်လုံးအရင်ဒီ YouTube ကိုစပြီးတော့ဟို config လောက်တော့စပြီးတော့ code တွေဒီတော့ program တွေရေးတော့ programmer တွေထင်ခဲ့ကြတာက32 bit system ကိုဒါသုံးမယ်ဆိုရင် view count ကလည်း2 billion လောက်ထိမှတ်လို့ရတယ်လောက်ဆိုလုံလောက်ပြီးပဲ video မှာတော့အဲ့လောက်ထိ view ကများစရာအကြောင်းမရှိဘူးလို့တွေးခဲ့ကြတာပဲဒါပေမဲ့လက်ရှိချိန်မှာတော့2 billion ဆိုတဲ့ viewer ကအဲ့ထက်ကျော်နိုင်တဲ့အနေအထားတွေရှိလာတယ်အဲ့တော့ YouTuber အာဒီ YouTube မှာ programmer တွေကနေခြင်းပဲအဲ့ဒီ error ကို fix လုပ်ရတယ် 32 bit system sign integer ကိုသုံးနေရကနေ64 bit system ပို့ပြီးတော့အဲ view view ကောင်းနေအများကြီးသိမ်းလို့ရမယ် system ကိုပြောင်းပြီးတော့အနေချင်းပဲချက်ချင်း update လုပ်ခဲ့ရတယ်မဟုတ်လို့ရှိရင်အဲ့ဒီ video ရဲ့ view count တွေက overflow တွေဖြစ်သွားပြီးတော့ negative number တွေအနှုတ်တွေထိပါ ဖြစ်သွားနိုင်တယ်အဲ့တော့အရင်လဲအမ်စိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီပညာကိုစပြီးတော့ develop လုပ်တဲ့အချိန်တုန်းကတော့ အကုန်လုံးတွေးခဲ့ကြတာကအာဒီဟာစင်ပြေတယ်ဒီလောက်ဆိုလုံလောက်တယ်လို့တွေးခဲ့ကြပေမဲ့အဲဒါကျွန်တော်တို့မမြင်နိုင်တဲ့ error ဒီလိုအခြေအနေတွေဆိုတာဟိုခုမှစတဲ့ beginner programmer တွေမှမဟုတ်ဘူးလုပ်ငန်းကြီးတွေမှာ industry ကြီးတွေမှာလည်းဒီလိုကိစ္စတွေဆိုကြုံရတယ်အဲ့တော့ပြောချင်တာကအခက်အခဲတွေဆိုတာနေရာတိုင်းမှာကြုံရတယ် programming မှာဆိုလို့ရှိရင်အခက်အခဲတွေဆိုတာခဏခဏအချိန်နဲ့မျှကြုံရတယ်ဒါလူတိုင်းဖြစ်တဲ့ပြဿနာတစ်ခုပေါ့နော် ြုံရတဲ့အခက်အခဲတခုပဲဒါပေမဲ့ဒီဒီအခက်အခဲတွေကိုပဲကျွန်တော်တို့ကတနေ့ပြီးတနေ့ဖြည့်ရှင်းဖြည့်ရှင်းနဲ့လက်ရှိကျွန်တော်တို့သုံးတဲ့နီးပညာတွေလက်ရှိကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့နီးပညာတွေဆိုတာဖြစ်လာတာပေါ့နော်အဲစိတ်ဝင်စားစရာတခုအဲ့ဒီဗီဒီယိုလေးဆိုလို့ရှိရင်ဒီမှာပြန်ကြည့်တဲ့အခါဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုက viewer ဆိုလို့ရှိရင်5.5 billion view လောက်ထိရောက်နေဒါလွန်ခဲ့တဲ့7နှစ်ကတင်ခဲ့တဲ့ဗီဒီယိုပေါ့နော်အဲ့တော့ ဒီဗီဒီယိုမတိုင်ခင်တော့ထင်ခဲ့ကြရတော့32 bit sign integer ကိုသုံးရင်လုံလောက်တယ်ဆိုပြီးတော့တွေးခဲ့ကြပါမယ်လက်ရှိချိန်မှာတော့မလုံလောက်တော့ဘူးဒါကို update လုပ်ဖို့လိုလာပြီဒါမျိုးပေါ့ဒီမှာဆိုလို့ရှိရင်5.5 billion 5.5 billion ဆိုတော့ view count ကိုဘလောက်အများတလဲဆိုပြီးတော့ဥပမာပြောရရင်အမ်ကျွန်တော်တို့ကဘာပေါ်မှာတောင်မှလူဦးရေက7 billion လောက်ပဲရှိတယ် ဲ့ဒီမှာသူ့ရဲ့ video view count က5.5 billion ဆိုတော့ကမ္ဘာမှာရှိတဲ့လူတိုင်းနီးပါးကအဲဒီ video ကိုကြည့်ဘူးတယ်ဆိုလို့ယူဆလို့ရတယ်။ဒါပေမဲ့တကယ်တော့အဲ့လိုတော့မဟုတ်ဘူးပေါ့နော်။သူကဒီ video ကို computer တွေနဲ့ဘယ်နှခါ stream လဲဆိုတာပေါ့တော့မူတည်သေးတယ်။ဒါပေမဲ့ဟို5.5 billion ဘယ်လောက်များတယ်လဲဆိုတာဟိုအဲ့လိုမျိုးမြင်အောင်ကြည့်လို့ရတယ်။ဒါကြောင့်မလို့နည်းပညာတွေကိုလစ်လာတဲ့အခါကျလို့ရှိရင်တနေရာနေရာတစ်ခုရောက်လို့အခက်အခဲတွေအများကြီးကြုံတဲ့အခါဒါတွေကအရန် ခက်ခဲတယ်ဆိုတဲ့အခါအားလျှော့ခြင်းတဲ့အခါမျိုးကြလို့ရှိရင်ဒီလိုခက်ခဲတွေကကိုတယောက်တည်းကြုံရတာမဟုတ်ဘူးဒီနီးပညာကိုလစ်လာတဲ့ programming ကိုလစ်လာတဲ့လူတိုင်းဒီလိုအခြေအနေတွေကိုကြုံရတယ်ဒါတွေကိုကြော်သွားဖို့လိုတယ်ဆိုတာလေးကို remind လုပ်ချင်တာပါ Thank you ပါ